အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်ကို2025ခု17လပိုင်းဒိုဝင်မာလာအတွက်ကိုဗီဒင်ဟောစရန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ17လပိုင်းဒိုဝင်မာလာဆိုတဲ့ကာလမှာအင်္ဂါသားသမီးတွေအနေနဲ့ကဘာတွေကောင်းပြီးတော့ဘယ်လိုရာတွေညံ့နေလဲဆိုရင်အင်္ဂါသားသမီးတွေအတွက်ဒီကာလမှာဒီ17လပိုင်းဆိုတဲ့ကာလမှာဝန်ထမ်းတွေဆိုလို့ရှိရင်လက္ခဏာဝန်ထမ်းတွေဆိုလို့ရှိရင်ယာရုတတ္တာယာရုတတ္တာမျိုးတွေလာတာတို့တာမျိုးတွေကြုံတွေ့ရတဲ့ ထီပေါက်တယ်လို့မျိုးเนาะထီတွေပါလို့ထိုးတင်တယ်ထီဆူကြီးပေါက်တာလို့เนาะထီကန်စမ်းတင်တဲ့ကာလာမျိုးဖြစ်တယ်ဒီ17လပိုင်းဆိုတဲ့ကာလာမှာထီပေါက်တယ်လို့မျိုးအငွေတွေအထုတ်တင်တဲ့ဝင်တက်တယ်အဲ့တော့ငွေချင်းဆိုင်ရာကိစ္စတွေပြပြကြအစင်ပြေအောင်မြင်မယ်အဲ့တော့ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အခြေရေးမှာစမ်းပွင့်တာမျိုးမျက်နှာပွင့်တာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့ရာထူးတက်တာလို့လာသာတိုးတာမျိုးတွေကြုံတွေ့နိုင်တယ်အဲ့တော့ရုံးပြင်ကနာတရားတော်ဘာဝင်ရင်ဆိုင်နေရတဲ့သူတွေဆိုရင်လည်းဒီချိန်ကာလမျိုးမှာကိုယ့်ရဲ့အမှုခင်းဟာအမှု နိုင်မယ်ဆိုတော့အချိန်အခါမျိုးဖြစ်ပါတယ်အဲ့တော့အိမ်အောင်တွေအနေနဲ့ငယ်ဝဲတဲ့သူတွေအိမ်အောင်ရှင်နေနေလဲဆိုရင်သာသမီယတနာထွန်ကားတဲ့အဲ့တော့ကိုဝန်ဆောင်ရတတ်တဲ့အချိန်အခါမျိုးဖြစ်ပါတယ်အင်္ဂါသာသမီအိမ်အောင်တွေအနေနဲ့ဆိုရင်သာသမီယတနာထွန်ကားတဲ့မိမိအိမ်ဒါမှမဟုတ်မိမိရဲ့အိမ်အနီးအနားမှာကိုဝန်တဲ့ပိုက်ကြီးတဲ့ပေါ်တတ်တဲ့နိမိတ်ဖြစ်ပါတယ်အဲ့ဒီကိုဝန်တဲ့ပိုက်ကြီးတဲ့ရှိခဲ့ရင်လဲကောင်းစွာမီးဖွားနိုင်မယ်ဆိုတဲ့နေသားမျိုးမှာရှိပါတယ် တော့အချွေရံအောက်လက်ငယ်သားတစ်ဖက်နော်အဲ့လိုလူမျိုးတွေနဲ့ပတ်သက်ပြီးတော့အကျိုးကျေးဇူးတွေခံစားရမယ်အကျိုးပေးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ထူးခြားချက်အနေနဲ့ဆိုရင်နိုင်ငံသားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေထူးခြားအဆင်ပြေအောင်မြင်မယ်နိုင်ငံသားလူမျိုးကွဲလူမျိုးခြားနဲ့ပတ်သက်ပြီးတော့စက်တူစက်ဖက်လုပ်ငန်းတွေအဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာနိုင်ငံရဲ့ချားလူမျိုးကွဲလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စတွေထူးခြားချက်အဆင်ပြေအောင်မြင်ပါလိမ့်မယ်လူမျိုးခြားဘာသာရေးတွေအကူအညီထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ် အထဲတို့ထီးတို့ဖနတ်တို့ဝတ်ထဲတို့ဓာတ်ပုံတို့အလျှက်စစ်ပစ္စည်းတို့အဲ့လိုပစ္စည်းတွေဝင်လာတတ်ပါတယ်တကယ်လို့ဝင်လာခဲ့ရင်လည်းအဲ့ဒါကောင်းသောဝင်လာခြင်းမျိုးဖြစ်ပါမယ်အဲ့တော့ဒီချိန်ကာမျိုးမှာ အင်္ဂါသားသမီးတွေအနေနဲ့ဟာဒီ အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေနော်အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေနော်အကြီးကဲနဲ့ပတ်သက်တဲ့ကိစ္စတွေနော်ဖခင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့အကြီးကဲတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်တာမျိုးတွေမိမိအိမ်နဲ့ပတ်သက်ပြီးတော့အိမ်နေရာထိုင်ခင်းအိုးအိမ်အဆောက်အဦနဲ့ပတ်သက်တဲ့ကိစ္စတွေအိုးအိမ်ကိစ္စတွေမှာအနေငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့အလုပ်ထဲမှာဆိုရင်လည်းအကြီးကဲကိုဖိအားပေးတာမျိုးတွေကြုံတွေ့ရတဲ့နော်ဒီချိန်ခါမျိုးမှာအဲ့တော့အင်္ဂါသားသမီးတွေအနေနဲ့ကဒီချိန်ခါမျိုးမှာအနက်ရောင်ပစ္စည်းတွေပါတယ် ဝင်လာရင်တော့ဒါမကောင်းဘူးဒါအနေငယ်ရီထားရမယ်ဒါတလာဖြစ်ပါတယ်အင်္ဂါသားသမီးအဲ့ဒီကိစ္စကတော့အနေငယ်ဒါစင်ချင်းရီထားမှာအနေရောက်အဝတ်ထည်တို့အနေရောက်ဘောင်းပြီးအနေရောက်အင်ကြီးတွေရီထားပြီးရှောင်ချအဲ့တော့ဒီချိန်ကမျိုးမှာအိမ်တော်တဲ့တွေအနေနဲ့ဆိုရင်အိမ်တွင်းရေးတွေအိမ်တော်ရေးမှာအနေငယ်စိတ်ကတိကောက်ဖြစ်စရာလေးတွေအဖူးထစ်လေးတွေကြုံတွေ့တတ်တဲ့အချိန်ကမျိုးဖြစ်ပါတယ်အိမ်တွင်းရေးတွေအိမ်တော်ရေးတွေမှာအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းဥကောင်းနဲ့ပတ်သက်တာတွေအာယုံကြောအားနေတာမျိုးတွေ ကြုံတွေ့တတ်တယ်။ဥပောင်းနဲ့ပတ်သက်တာအာယုံကြောအားနဲ့တာတွေမူးတာမောတာတို့နော်အဲ့လိုကိစ္စတွေအာယုံကြောအားနဲ့တဲ့ကျမ်းပါကြီးမျိုးတွေဖြစ်တတ်တဲ့အချိန်ခါမျိုးဖြစ်ပါတယ်။အကျိုးပေးတဲ့အရာကတော့ဒီအချိန်ခါမျိုးမှာအနည်းရောအကျိုးပေးပါတယ်။အကျိုးပေးတဲ့ခဏန်းအနေနဲ့ဆိုရင်ခွန်တို့တစ်တို့အဲ့လိုခဏန်းတွေအကျိုးပေးတယ်။အဲ့တော့အင်္ဂါသားသမီးတွေနဲ့ဒီ17လပိုင်းဆိုတဲ့တလတာလုံးကံနေကောင်းလက်တွေပွင့်ဖို့ဆိုရင်မိမိအိမ်ပြားမှာနှင်းစီပံအနည်းရဲရဲခုနှစ်ပွင့်လှူဒန်းခြင်းအဖြစ်အင်္ဂါသားသမီးတွေအတွက်ဒါဒီ 17လပိုင်းနိုဝင်ဘာလဆိုရင်တစ်လတာလုံးအကန့်တွေကောင်းသက်တွေပွင့်ပြီးတော့လုံးသမျှကင်သမျှတွေအဆင်ပြေအောင်လာပါလိမ့်မယ်စီးပွားရေးတွေအားလုံးအဆင်ပြေလာပါလိမ့်မယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားသမျှအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးဘေးပရာတွေဝေးကွာကြပါစေကျတာပရိသတ်သမိတ်ဆွေများအားလုံးနဲ့လာပါကျတာပရိသတ်သူတွေအတွက်ကို2025ခုနော်နိုဝင်ဘာလ17ရက်ပိုင်းအတွက်ကိုဗီဒင်ဟောစရာဟောကြားပေးမှာဖြစ်ပါတယ်ကျတာပရိသတ်သူတွေ ဒီ၁၇လပိုင်းနိုဝင်ဘာလဆိုတဲ့ကာလမှာဇာတာပိသသမီးအနေနဲ့ကလူမျိုးကွဲလူမျိုးသားတွေအကွန်ကြီးထောက်ပံ့ကောင်းတွေကိုရတတ်တယ်ငွေတွေရုပ်တရက်ဝင်လာတတ်တယ်ငွေကြေးကိစ္စတွေအကျွေးကိစ္စတွေသူကြီးကအဆင်ပြေအောင်မြင်မယ်အဲ့တော့ဇာတာပိသသမီးအနေနဲ့ကလည်းဒီ၁၇လပိုင်းဆိုတဲ့ကာလမှာဖြီပေါက်တယ်လို့အမွေရတယ်လို့မျိုးငွေတွေဝင်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ်အဲ့တော့ခရီးဝေးတွေခရီးနီးတွေအထူးကြရအဆင်ပြေမယ်နိုင်ငံရဲ့ခြားခရီးနဲ့ပတ်သက်တာတွေအထူးကြရအဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့ ဝန်ထမ်းတွေဆိုရင်ယာရုတက်တာလာတာတူတာမျိုးတွေဂျုံတွေ့ရတဲ့တယ်အဲ့တော့ဒီချိန်ကာမျိုးမှာကိုယ်အပြိုင်ဆိုင်နေတရားတော်အောင်မှုကင်းနေရုံးမြင့်တာကိစ္စတွေရှိခဲ့ရင်လည်းကျင်းစီပေါင်းအနိုင် ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာမျိုးမှာအချွေရံနေတပည့်နောက်အောင်ငယ်သားတွေအကျိုးကျေးဇူးတွေကိုလည်းခံစားမှာဖြစ်ပါတယ်အဲ့တော့အဝိထေတို့ထီးတို့ဖနက်တို့နာယီတို့နော်အဲ့တော့စနေနံပစ္စည်းတွေထူးထူးခြားခြားအစ်စ်ဝင်လာတတ်တယ်ဝင်လာရင်လည်းကောင်းသောဝင်လာခြင်းဖြစ်မယ် အဲ့တော့ဒီချိန်ကာလမျိုးမှာရွှေတဲ့ပစ္စည်းတွေပါတယ်ရုတ်တရက်ဝင်လာတတ်တယ်ရွှေတဲ့ပစ္စည်းတွေဝင်လာတတ်တယ်အဲ့တော့ဒီ၁၇လပိုင်းဆိုတဲ့ကာလမှာသတ္တဝိသသမီးတွေနေနေဟာအကြီးကဲနဲ့ပတ်သက်တာတွေနော်အိုးအိမ်တွေကထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့တွေအကြီးကဲနဲ့ပတ်သက်တဲ့ကိစ္စအဲ့အိမ်ရနေရရွှေရပြောင်းရတာမျိုးလေးတွေအလုတ်ထဲမှာနေရရွှေအပြောင်းလေးတွေကြုံတွေ့ရတဲ့တွေအဲဆိုးတဲ့နေရာကနေကောင်းတဲ့နေရာကိုရွှေပြောင်းခြင်းဆိုတဲ့အသေးပဲကိုရရှိပါတယ် ကောင်းသောပြောင်းလဲခြင်းတွေကောင်းသောပြောင်းရွှေ့ခြင်းတွေကျုံ့ပြရမယ်။ကံအညံ့နေပြီးတော့ကောင်းတဲ့အလှည့်ပြောင်းတစ်ခုကိုကျုံ့ပြရမှာဖြစ်ပါတယ်။အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီချိန်ကမျိုးမှာသာသာဝိတာသမီးတွေနေတာ။ဦးကောင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေအာယုံကြောအားနေတာမျိုးတွေမူးတာမျိုးတွေဇကြောထိုးတာတို့ကောင်းမှုကောင်းကြိုက်သူဖြစ်တတ်တဲ့အချိန်ကမျိုးဖြစ်ပါတယ်။သာသာဝိတာသမီးတွေနေတဲ့။အဲ့တော့ဒီတလာတာမှာစတာပိတာသမီးတွေအခြေရေးကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ ိမ်တော်တွေနေနေဆိုရင်အိမ်တွင်းရဲ့ကိစ္စတွေအိမ်တော်ရဲ့ကိစ္စတွေမှာအနေငယ်ညံ့နေတဲ့အနေထားမျိုးမှာရှိပါတယ်အိမ်တော်ရဲ့ကိစ္စတွေအဲ့တော့သတ္တဝိသားသူတွေနေနေဒီတလတာကာလမှာအကျိုးပေးတဲ့အယောင်နေနေဆိုရင်အနီအောင်အကျိုးပေးပါတယ်နော်အကျိုးပေးတဲ့ကဏ္ဍနေနေဆိုရင်ခုနှစ်ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့သတ္တဝိသားသူတွေဒီတလတာမှာကံတွေကောင်းလက်တွေပွင့်ဖို့အကြံစီတွေအောင်မြင်ဖို့ဆိုရင်မိမိအိမ်ဖျားမှာဖျားဆုံးတော့ကတ်တဲ့ခါမှာခညက်ခဲ ခုနှစ်ခဲဖြင့်စွန့်တော်ကတ်ချင်းအားဖြင့်တသာဝိသားသူတွေဒီတလတာမှာကံဒီကောင်းလက်တွေပွင့်ပြီးတော့အလောက်ကင်တွေအကျံစီတွေအောင်မြင်လာမယ်စီးပွားရေးတွေလက်လာပါတွေတိုးတက်လာမှာဖြစ်ပါတယ်အဲတသာဝိသားသူတွေဒီ၁၇လပိုင်းဆိုတဲ့ကာလမှာအရွှေပြောင်းလေးတွေအပြောင်းလေးလေးတွေဖြစ်တတ်တယ်အလုံးနေရာပြောင်းရွှေ့ရတာမျိုးတွေအဲ့အဲ့ရနေရာအပြောင်းလဲဖြစ်တာမျိုးတွေကြောင့်တွေ့ရတတ်တယ်ကောင်းသောပြောင်းလဲခြင်းဖြစ်မှာပါကျွန်တော်မိတ်ဆွေတသာဝိသားသူများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာ တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ပေါ့2025ခုနိုဝင်ဘာလ17လပိုင်းအတွက်ကိုဗီရင်ဟောစရန်ဟောကြားပေးမှာဖြစ်ပါတယ်ဒီ17လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးတွေနေရဘယ်ယာတွေကောင်းပြီးတော့ဘယ်ယာတွေဒီဆိုင်ရမလဲဆောင်ရွက်ဆောင်ရွက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီ17လပိုင်းဆိုတဲ့ကာလမှာအာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဖျားဘူးကိစ္စတွေသူသူကြားအဆင်ပြေအောင်ပါလိမ့်မယ်အာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလှူဒန်းကိစ္စတွေအမင်္ဂလာကိစ္စတွေ ထူးထူးခြားခြားအဆင်ပြေအောင်မြင်တတ်ပါတယ်စက်ပစ္စည်းတွေဝင်ခဲရှိတယ်အဲ့တော့မြေကိစ္စတွေမြေရောင်းဝယ်ကိစ္စတွေနော်အထူးအဆင်ပြေအောင်မြင်မယ်အမွေရတာမျိုးတွေနော်စက်ပစ္စည်းဝင်တာမျိုးတွေကြုံတွေ့ရမယ်နော်ကြာတာပိနေနဲ့ပတ်သက်ပြီးတော့ဖုံးနေပါတယ်အစ်စ်ဝင်တာမျိုးတွေလည်းကြုံတွေ့ရတဲ့တဲ့ကာလာမျိုးဖြစ်တယ်မြေရောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်မဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့ဆရာသမားကောင်းတွေအကြီးအကဲတွေအကူအညီမဆမှုတွေကိုရရှိတဲ့တဲ့ဝန်တန်းနေဆိုလို့ရှိရင်လည်းယာရုတက်တာ လာတာတူတာမျိုးတွေဆရာသမားအကြီးအကဲတွေအကူညီမစားတာမျိုးတွေတုံတွေ့ရတဲ့ပါတယ်အဲ့တော့ဘာသာရေးဆိုင်ရာပုံကူတွေအကူညီမစားမှုကိုရရှိတဲ့တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေဖျားပုံတော်တို့နော်ရဟန္တာပုံတို့ရှင်သူပလိပုံတို့ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေရတတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းတွေလက်ဆောင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကာလမျိုးမှာတောက်ကြသားသမီးတွေအနေနဲ့ဟာ ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စအလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေတူတူကြကြအစဉ်ပြေအောင်မြင်မဲ့ချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့ငွေတွေကလည်းဝင်ငင်းရှိတယ်အဲ့မဲ့ငွေဝင်တဲ့လောက်ရတဲ့လောက်ကလည်းပြန်ထွက်ပြန်ကုန်နေရတဲ့တဲ့အဲ့တော့ဘယ်လိုနေရာမျိုးတွေမှာပြန်ကုန်ရတယ်လဲဆိုရင်ကိုယ့်ရဲ့ဒီနောက်ငယ်သားနဲ့ပတ်သက်တာနော်ကိုယ့်ရဲ့ဒီအိမ်နောက်ဘက်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ့်ရဲ့ဒီသားသမီးနောက်ငယ်သားအဲ့လိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေတွေပြန်ထွက်နေရတာမျိုးတွေပြန်ကုန်နေရတာမျိုးတွေ ကြုံတွေ့တတ်ပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတွေเนี่ยဒီတပတ်တာဒီတလတာကာလမှာတရီထားမဲ့ကိစ္စတွေကတော့ဒီလူမျိုးကွဲနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးကွဲလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်နှောက်ယှက်ဖြစ်စရာလေးတွေကြုံတွေ့တတ်တယ်အရင်တော့ဖြစ်ခုခဲ့တဲ့ចမ်းမာရေးအဟောင်းတွေပြန်ဖြစ်လာတတ်တယ်အမှုဟောင်းပေါ်တာတော့အနာဟောင်းပေါ်တာမျိုးတွေចမ်းမာရေးတွေပြန်ဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် တော့တောက်ကြသားသမီးတွေဒီချိန်ကမှကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအရင်တော့ဖြစ်မှုခဲ့တဲ့ကျမ်းမာရေးတွေပြန်ဖြစ်တတ်တယ်ဒါဂယုဆိုင်တရီထားရမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီတလာကာလမှာအကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်ရွှေရောင်တို့အဝါရောင်တို့အကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်ကိုးဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်တော့တောက်ကြသားသမီးတွေဒီ၁၇လပိုင်းဆိုတဲ့ကာလမှာတလတာလုံးကံတွေကောင်းတတ်တွေပွင့်ဖို့ဆိုရင်မိမိအိမ်ဖျားမှာကိတ်မုတ်ကိုးချက်နော်လိန်မော်ရီ ကိုးကွက်လူတန်းချင်းအပြင်တလတာလုံးမှာအကန်တွေကောင်းတက်တက်ပြန်ပြီးတော့အကြံစီတွေအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအတောက်ကြတာသူများအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစနေသားသီးမိတ်ဆွေများအလုံးမင်္ဂလာပါစနေသားသီးတွေအတွက်ကို2025ခုနော်နိုဝင်ဘာလ17လပိုင်းအတွက်တလစာဗီရင်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒီ17လပိုင်းဆိုတဲ့ကာလမှာစနေသားသီးတွေအနေနဲ့အထူးကြကြကံတွေကောင်းနေမဲ့ဓာတ်တလဖြစ်ပါတယ်စနေသားသီးတွေအတွက် အဲ့တော့ဘလို့အရာမျိုးတွေကောင်းနေလဲဆိုတော့အလုပ်အကိုင်နဲ့ပတ်သက်ပြီးလုပ်ငန်းအစ်တွေစတင်ရတယ်လုပ်ငန်းတွေတိုးချဲ့ရတယ်တဲ့လုပ်ငန်းတွေကိုယ့်ရဲ့မိမိရဲ့လုပ်ငန်းတွေအောင်မြင်တိုးတက်လာမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးအဆက်အသွယ်တွေအကူအညီထောက်ပံ့တွေရရှိမယ်ဆိုတဲ့ကာလမျိုးဖြစ်ပါတယ်စနေသားသမီးတွေနဲ့လုပ်ငန်းကိုင်ကနေအလုပ်အကိုင်တွေသူသူကြကြအောင်မြင်မယ်အိမ်နွေးရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေဟာသူသူကြကြအဆင်ပြေကောင်းမွန်လာဖို့ရှိတယ်အိမ်နွေးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလုပ်အကိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေ ိုးအိမ်နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်အိမ်ပြင်ရတာမျိုးတွေအိမ်မွမ်းမံရတာမျိုးတွေအိမ်တိုးကိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေတူတူကြကြအိမ်အိမ်အစ်စ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့အကြီးအကဲတွေရဲ့ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေရဲ့เนาะဆရာသမားတို့မိတ်ဆွေတို့ရဲ့ကူညီထောက်ပံ့မှုတွေကိုရရှိတတ်ပါတယ်အဲ့တော့အလောက်ကိုင်းတဲ့အိမ်နေရာတစ်တွေเนาะအိမ်ရာတစ်တွေ ေါ်ပေါက်လာတတ်တယ်။နော်အကြီးအကဲတွေကအကူအညီမစားမှုတွေကိုရရှိမယ်။ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာစနေသားသမီးတွေအနေနဲ့အကြံစီတွေအောင်မြင်မယ်ဆိုတဲ့ကာလမျိုးဖြစ်ပါတယ်။အဲ့တော့အကြီးအကဲတွေဆရာသမားတွေအကူအညီမစားမှုတွေလည်းရရှိတတ်တယ်။အဲ့တော့ငွေတွေလည်းဝယ်ခိုင်းရှိတယ်။ခရီးဝယ်ကိစ္စ၊ခရီးနီးကိစ္စ၊ခရီးကိစ္စတွေထူးထူးခြားခြားအစင်ပြေအောင်မြင်မဲ့ကာလမျိုးဖြစ်တယ်။အဆက်ပစ္စည်းတွေအစ်စ်ဝင်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။အော်တစ်ချက်သတိထားရမယ့်ကိစ္စကတော့ဒီအချိန်ကာလမျိုးမှာစနေသားသမီးတွေအနေနဲ့ဟာ လူမျိုးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေနဲ့စိတ်နှောက်ယှက်ဖြစ်ရတဲ့တယ်နော်အဲတော့နိုင်ငံရဲ့ကြားနဲ့ပတ်သက်တဲ့စက်တူစက်ပတ်လုပ်ငန်းတွေနော်နောက်စနေသားသမီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေနဲ့ဒီစနေနံပေါ့နော်စနေနံနဲ့ပတ်သက်တဲ့အဝိထေနာယီဖနက်အဲ့လိုတွေဝင်လာရင်တော့အနေနဲ့ဒါသတိထားမှာဖြစ်ပါတယ်အော်စနေသားသမီးတွေအနေနဲ့ကဒီတလတာကာလမှာအိမ်တွင်းရဲ့အိမ်တော်ရေးတွေကကံတွေကောင်းနေမယ်အခြေရေးတွေလည်းကောင်းနေမယ် ီကာလာမျိုးမှာနာယီတွေပါတွေဝင်လာရင်အဝဲထည်တွေထီးလို့ဖက်နဲ့အနက်ရောင်တွေဝင်လာရင်တော့စနေသားသမီးတွေအတွက်ကဒါအနေငယ်သတိထားရမယ်အလက်တွေပိတ်သွားတဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့ကျန်းမာရေးအနေနဲ့ဆိုရင်ဒူးနဲ့ပတ်သက်တာတွေနော်ဒူးနာတာမျိုးတွေနော်နောက်နှလုံးအားနေတာမျိုးတွေနော်မူးတာမောတာမျိုးတွေပြစ်တတ်တဲ့အချိန်အခါမျိုးဖြစ်ပါတယ်နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေအထူး view site သတိထားရမှာဖြစ်ပါတယ် အဲ့တော့အကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အနီရောင်အကျိုးပေးပါလေစနေသားသမီးတွေအနေနဲ့အကျိုးပေးတဲ့ခဏန်းအနေနဲ့ဆိုရင်တစ်ခဏန်းအကျိုးပေးတယ်အဲ့တော့စနေသားသမီးတွေဒီတလတာကာလမှာကံတွေကောင်းလက်တွေပွင့်ပွင့်ဆိုမိမိအိမ်ဖျားမှာအုံးရီတစ်ခွက်လူကန်းကြီးအပြင်အကျန်းစီတွေအောင်းမြင်ပြီးတော့လက်လာပါတယ်ရှင်လန်းပြီးတော့အလောက်ကင်တွေအစင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေစနေသားသမီးများအလုံးကျမ်းမှာချမ်းသာကြပါစေ